အမေရိကန်ကအစ္စရေးဘက်ကနေရက်တီထောက်ခံနေတဲ့ရဲ့အီရန်နဲ့အမေရိကန်တို့ပူးပေါင်းဆောင်ရွက်ဖို့မဖြစ်နိုင်ဘူးလို့အီရန်နိုင်ငံရဲ့ဦးဆောင်အဓိပတိကောင်းဆောင်အယာတိုလာအလီခါမီနီကနိုဝင်ဘာ3ရက်ကပြောကြားကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။အမေရိကန်အစိုးရကအစ္စရေးကိုဆက်လက်ပံ့ပိုးနေတဲ့ရဲ့အရှိလေပိုင်းမှာစစ်စခန်းတွေဆက်ရှိနေတဲ့ရဲ့အရှိလေပိုင်းအရေးကိုဝင်ရောက်ဆွတ်ဖက်နေတဲ့ရဲ့အီရန်နဲ့ပူးပေါင်းမှုမဖြစ်နိုင်ဘူးလို့ခါမီနီကတီဟီရန်မှာကျောင်းသားတွေနဲ့တွေ့ဆုံစဉ်ပြောဆိုသွားပါတယ်။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကအီရန်ကိုဖိအားတိုးပေးဖို့ကြိုးပမ်းနေချိန်ခါမီနီရဲ့သတိပေးစကားတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အော်တိုဝါမှာထရမ့်ကအီရန်သာအစင်သစ်ဖြစ်ပါကအမေရိကန်ကလည်းသဘောတူညီချက်ရယူဖို့အသင့်ဖြစ်ကြောင်းပူးပေါင်းဆောင်ရွက်ရေးကိုလက်ကမ်းကြိုဆိုနေကြောင်းပြောကြားခဲ့ပါတယ်။ဆိုမှာအီရန်နဲ့အစ္စရေးတို့၁၂ရက်ကြာစစ်ပွဲမဖြစ်ပွားမီအီရန်နဲ့အမေရိကန်တို့ကြားနျူကလ িয়ার ဆွေးနွေးပွဲ၅ချိန်ပြုလုပ်ခဲ့ပါတယ်။၁၂ရက်စစ်ပွဲမှာအမေရိကန်က အီရန်ရဲ့အဓိကနျူကလ িয়ার စခန်းတချို့ကိုတိုက်ခိုက်ပြီးအိဇရေးကိုကူညီခဲ့ပါတယ်။အဲနောက်ဇွန်24ရက်ကစပြီးအီရန်နဲ့အိဇရေးအပြစ်ခတ်ရက်စဲခဲ့တာဖြစ်ပါတယ်။